လပေါင်းများစွာကြောင့်ဂျီပါကနေကုန်ပစ္စည်းတင်သွင်းခွင့်ကိုစစ်ကောင်ချင်းကပိတ်ထားတဲ့အပြင်မန်ဂိုလန်တွေကိုလည်းလိုက်လံပိတ်ဆို့နေတယ်လို့စုံစမ်းသိရှိရပါတယ်။ဒါကြောင့်ပြည်တွင်းမှာအ धिक အသုံးပြုနေတဲ့တရုတ်နဲ့ထိုင်းတို့ရဲ့လူသုံးကုန်တွေပြက်လက်လာနေတယ်လို့ဈေးနှုန်းလည်းမြင့်တက်လာနေတယ်လို့ကုန်တယ်တွေကပြောပါတယ်။အဲ့ဒီလိုအခြေအနေတွေကိုအထည်လုပ်ငန်းရှင်အမျိုးသမီးတအူးကအခုလိုပြောပြပါဗျာ။ We don't know why for ပင်ချီတင့်သေးတယ်အခုရက်တော်တယ်ခိုင်းတယ်မဝင်ရမှာဘူးတရုတ်တွေရဟိုအခုတလုံးဝင်ပြီးတော့အခုပြန်ရက်တော်ပြန်ပြီအခုဇက်တိုင်ဝင်လိုက်သေးတယ်ကိုတစားဒီစားဝင်ပြီးတော့အခုပြန်ရက်တော်ပြန်ပြီအော်တိုဘာလာနောင်ပိုင်းကစတင်ပြီးချမ်းတီမြောက်ပိုင်းတစ်ခုလုံးအပြည့်ရက်သွားလို့တရုတ်မြန်မာကုန်တွယ်ရေးလမ်းကြောင်းခတပြန်ဖွင့်ခဲ့တဲ့အတွက်နိုဝင်ဘာနောက်ဆုံးပတ်အတွင်းတရုတ်ထုတ်ကုန်တွေရန်ကုန်နဲ့မန္တလေးတို့ကိုဝင်ရောက်မှုများပြားခဲ့တယ်လို့ကုန်တွယ်တွေကပြောပါရယ်အဲ့ဒီလိုထုတ်ကုန်တချို့လည်း လေချောင်းလန်းကနေဝင်လာခဲ့ပေမဲ့ဒီဇင်ဘာလဆန်ပိုင်းမှာပြန်လည်ရပ်ဆိုင်သွားတယ်လို့ဆိုပါတယ်။ဒါကြောင့်ပစ္စည်းတွေပြက်လက်နေတယ်လို့ဈေးနှုန်းတွေလည်းအဆမတန်မြင့်တက်လာတယ်လို့တရုတ်နဲ့ထိုင်းထုတ်ကုန်တွေပြည်တွင်းမှာပြန်လည်ရောင်းချနေတဲ့ကုန်တဲတအူးကပြောပါတယ်။တော်တော့တော်လာမှာတော့ရင်းရောင်းစီရအခုဝယ်စီးပြီဥပမာကိုဟိုမှာဟိုမှာဝယ်ရင်တို့ကအင်းရဆိုရင်အင်ဟာတဲ့တင်ရတဲ့အင်းကိုဝယ်ရတာပဲငါတို့ဝယ်စီးချလို့ရော့တယ် ကျူရလို့မရှိဘူးငါတို့အရင်နေ့ရွှေနေရနဲ့ဝယ်တဲ့ပစ္စည်းကအခုလည်းအဲ့ဒီကမ္မရာရွှေနေရပဲဒါပေမဲ့ဘာလို့ဒီတွင်းမှာဈေးသက်သွားလဲအကြီးကညီမကြီးတို့စီစဉ်ဖို့အတွက်ဈေးကြီးဆင်းဆင်းလာတဲ့လမ်းကြောင်းဈေးကြီးပေါ့နော်ဒီကခိုးသေးရတဲ့ဟိုပတ်ပြီးတော့ဟိုကနေပြီးတော့ဥပမာလမ်းကြောင်းကအရင်အရင်ကမီဆယ်မန္တလေးရင်ဆိုရင်အခုကတို့လမ်းကြောင်းမျိုးစုံနဲ့ပတ်သေးရတဲ့ဟာနောက်ဟိုဈေးကြီးဈေးကြီးနဲ့ပေါင်းလိုက်တော့တစ်ချက်ပေါ်မှာ၅000ကအနည်းဆုံးတက်တယ် ်ပြတ်သွားတာပေါ့အရင်အရင်နှစ်ကောင်းရောင်းနေဟာအခု2000 9000လို့ပါလို့အဲ့လိုရောင်းရတာလေအဲ့ပြောပြောပြီးကုန်မှုပေါ့ဟောဒီဒီ၆တဲ့လေးကြတော့လေအဲပိတ်စာလေးစီးတက်တော့အထက်ရောက်တော့တက်သွားတာအဲ့လား၆တဲ့လေးဒီဒီ၆တဲ့ဆိုပြီးတော့ကိုတိုင်းရင်အောင်မစိပတ်သက်တာတော့ဒီဒီ၆တာမလို့တည်ရတာမလို့ဟုတ်ဘူးလို့မပြောနဲ့ပိတ်စာကိုတည်ရတာလေပိတ်စာရောက်လာဘူးပိတ်စာမှာကိုကထုတ်နိုင်တာ လက်တလောပြည်တွင်းမှာဈေးရောင်းချနေသူတွေအနေနဲ့ပြည်ပထုတ်ပင်မဟုတ်ဘဲပြည်တွင်းထုတ်ကုန်တွေကိုတောင်ရရှိဖို့အလူအယက်ကြိုးပမ်းနေရပြီးကြက်ကြက်တက်တက်လှုပ်ဆောင်နေရတယ်လို့သိရပါဗါးအဲ့ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးပြည်တွင်းမှာအထင်နဲ့ကုံဆုံဆိုင်ဖွင့်လှစ်ရောင်းချနေသူကုန်တဲ့တူကအခုလိုပြောပြပါဗါးအာပြည်တွင်းမှာဘယ်လိုဖြစ်နေလဲသိလားကစီရရင်ပြီးရောဈေးကိုမကြည့်တဲ့အဆင့်ကိုငါတို့ရောင်းတဲ့သူတွေကအဲ့လိုဝယ်ရတယ် သိလားရောင်းစရာရှိဖို့အတွက်ပဲအရေးကြီးတယ်ပစ္စည်းရရမလားအရှိတယ်ငါတို့ရောင်းတတ်တဲ့ပစ္စည်းဆိုပါဆိုအဲ့ဒါပစ္စည်းရှိဖို့ပဲလိုလားရဖို့ပဲလိုလားဈေးကိုမပြောဘူးအေးအဲ့ဒီပစ္စည်းရှိရနော်အရှိတယ်ဆိုရင်အေးပြီးတော့ယူမယ်အဲ့လိုပဲပြောလိုက်တာဈေးကိုမပြောဘူးအနာသိန်းစစ်တပ်ရဲ့အရင်စစ်ကောင်စီဟာတိုင်းရင်းသားလက်နက်ကင်တပ်ဖွဲ့အများစုထိန်းချုပ်ထားနိုင်ခဲ့တဲ့တရုတ်ထိုင်းနှုံးနဲ့ကုန်တွယ်နေတဲ့နေဆက်ကိတ်တွေကနေ ဒီနှစ်2025ခုနှစ်မေလကစတင်ပြီးလူ3035မျိုးကိုပိတ်ပင်ခဲ့ပါတယ်။ဒီစာကိုစစ်ကောင်စီနဲ့အတူဇွန်လ31ရက်နေ့မှာဖြတ်သိမ်းခဲ့တဲ့နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီရဲ့လမ်းညွှန်ချက်အဖြစ်ထုတ်ပြန်ထားပြီးဩဂုတ်လထဲမှာမှလူမှုကွန်ရက်ပေါ်ပြန့်နှံ့လာခဲ့တာဖြစ်ပါတယ်။ဒါအပြင်ပင်လယ်ရေကြောင်းကုန်တွယ်ရေးလမ်းကြောင်းကနေလေအဲ့ဒီ35မြို့ထဲကလူ3029မြို့ကိုပိတ်ပင်ကြောင်းတဘာတဲ့ဒေသတွင်ပြင်ညာထားပါတယ် အဲ့ဒီနောက်လေးချောင်းဖြစ်တဲ့အဲကကိုကနေလဲကုန်ပစ္စည်းတည်ယူခွင့်ကိုစစ်ကော်မရှင်ကဆက်လက်ကန့်တက်ခဲ့ပါတယ်။အဲ့ဒီလိုကုန်ပစ္စည်းတင်သွင်းခွင့်ကန့်တက်ပိတ်ဆို့မှုကြောင့်တွင်းကုန်ကိုအားကိုးနေရတဲ့ပြည်သူလူထုဟာလုံအားခမတက်ပေမဲ့ကုန်စည်နှုန်းမြင့်တက်မှုတန်ကိုပုံမှုခံစားနေကြရတယ်လို့သိရပါတယ်ရှင်။